ကြားဖြတ်မှာတက်ချုပ်ခြင်းခြံမှာဖြစ်နိုင်လားဗျာအောင်မင်းတော်အဲ့တော့အဲနံပါတ်၁ချက်အရင်ဦးဆုံးအဲ့ဒီအဆင့်ကြီးတော့သွားမှာမဟုတ်ဘူးကောနော်အဲနံပါတ်၁ချက်အရင်ဦးဆုံးဘယ်လိုသွားမလဲဆိုတော့အမှုတစ်ခုကခြံအပါဖြစ်နေဆွဲလို့ရတဲ့အတိုင်းတိုင်းရှိတာဟုတ်နော်အဲ့တော့တရုတ်နိုင်ငံတွင်ရဲ့တရားစီရင်မှုဖြစ်တဲ့အတွက်ကြောင့်မို့လို့တရုတ်နိုင်ငံကလိုအပ်တော့အဲလိုအပ်တော့တရားခဏကြီးကတော့တောင်းမှာဖြစ်တယ်နော် အဲ့တော့သူ့ကိုစစ်မယ်စစ်တဲ့အခါမှာဘသူကိုဘသူပေးပါလဲဘသူကဘသူပနေလူတွေကိုဘယ်နှယောက်တတ်ပါလဲအဲ့တတဲ့နေရာမှာဘသူတွေက ကုညီပါလဲကုညီရတတ်မှုကဘသူပါဟုတ်လားအဲ့တတ်မှုကဘသူပါအဲ့တတ်မှုကလည်းငွေကြေးသူ့ကိုဘလောက်ပေးရပါလဲအဲ့ဒီပိုက်ဆံကဘယ်ကိုကျွန်တော်တို့ကထပ်ပေးရပါလဲဟုတ်လားဘယ်အဆင့်ထိကိုကျွန်တော်တို့ကပေးရပါလဲအေးအဲ့တော့ဆိုလို့ရှိရင်တော့တေချာပြီဒီလူဟာငွေကြေးယူတယ်ငွေကြေးယူဆိုတာသူလည်းပတ်သက်ပြီပတ်သက်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ အနမတ်၁ချက်အနေနဲ့ခေါင်းဆောင်မိမယ်နံပါတ်၂ချက်အနေနဲ့သူ့ကိုပူချစ်သူနဲ့အဲ့ဒီ BGF အုပ်စုတွေနည်းနည်းရင်ဆိုင်ရနိုင်တယ်နော် BGF အုပ်စုရင်ဆိုင် BGF အုပ်စုကလည်းသူရင်ဆိုင်ရပြီဆိုမှသူလည်းဖော်မှာပေါ့အဲ BGF အဆင့်ကိုမပေးသေးကြတော့အဲ့ဒီကျန်တဲ့ဘုံမူကြီးအဆင့်နေနော်အဲနောက်ထပ်တိုင်းဆင့်တွေမထိပါဘူးတိုင်းဆင့်တွေထိလို့ရှိရင်တိုင်းဆင့်တွေကျော်ပြီးတော့မှသူကနိုင်ငံတော်အဆင့်လာမှာအဝေးကြီးလိုပါသေးတယ်နော်အခုလောလောဆယ် ဘိုးချစ်သူထိမလားမထိမလားဆိုတာပဲစောင့်ကြည့်ပါအောင်လို့ပြောချင်တဲ့ကြားပြန်အောင်နော်တိုင်မှုတွေတော့တဲ့ဆက်ဆက်မှုရှိမယ်ရှိမယ်ထင်တယ်နော်ရှိချင်ရှိမယ်တဲ့တက်ချုပ်တော့မပါတော့ဘူးတဲ့အေးပေါ့ဟိုတိုင်မှုတွေဆက်ဆက်မှုရှိရင်အဲ့တိုင်မှုတွေလည်းမလွယ်ပါဘူးနော်အဲ့တော့ဦးမေအွန်လိုင်းကိုယ်တိုင်ကလည်းအဲဒီဒီချာချာကိုဒီဒီချာချာကိုဒါပူပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့်မလို့ အဲဒိုင်းမူးဆက်ဆက်အိုက်ဒိုင်းမူးခံရလိမ့်မယ်နော်ဘယ်လိုပြောပြစေတဲ့ NLD NLD တခြားလူနဲ့ဝင်ပြိုင်ခိုင်းရင်နိုင်မယ်ထင်တယ်တဲ့အာဟာအဲ့တော့အမ်ဖြစ်နိုင်တယ် NLD ရိတ်ငွေဆိုရင်တော့မှာပဲအခုချိန်မှာပြည်သူတို့ခင်ဗျားတို့တော်လိုင်းပြည်သူလည်းပြည်သူပေါ့လေဗျာနော်အဲဒါမှမဟုတ်တော်လိုင်းရေးကိုဆိုတော့ပြည်သူတော့ပြည်သူပဲဒါမှမဟုတ်တော့တော်လိုင်းရေးကိုလည်းအာမပေးခြင်းဘူးဒါမှမဟုတ် နိုင်ငံရေးအဖြစ်စစ်တပ်နဲ့ပြည်ခိုင်မျိုးသွားနေရလဲမချိုက်ဘူးအဲ့ဒီပြည်သူတွေကမြန်မာပြည်မှာအများကြီးရှိတယ်သူတို့တွေအတွက်က NLD အရင်းငွေလေးရရင်တော့မှပဲအဲသူတို့ရဲ့ကိုစားပေါ့လွတ်တော်ထဲမှာ ပြောဆိုပေးဖို့အဲသူရတယ်လို့ခံစားရတဲ့ပြည်သူတွေအများကြီးရှိတယ်အဲ့တော့ NLD ဟာဒေါ်စုကြည်မပါလဲဝင်ပြိုင်ဝင်ပြိုင်တာနဲ့သူတို့အဲအဲ့ဒီပြည်သူကမြန်မာပြည်မှာတော်တော်များများကြီးရှိတာအဲ့ဒီတော့ကြောင့်မလို့ တော်စုကြည်မပါရင်လည်းဘယ်သူနဲ့ပဲပြန်ပြရင် NLD ဟာရင်းငွေရှိနေတော့မှနိုင်ပါလားနိုင်နိုင်နဲ့အရေးချင်းရှိတယ်ပေါ့ဗျာနော်မနိုင်တော့မှပဲအင်အားကြီးကြီးမားမားတည်းရဲ့အနေနဲ့ရက်တည်နိုင်မှာကိုကျွန်တော်သုံးသပ်လို့ရတယ်ပေါ့ဗျာနော်အဲ့တော့ NLD ရင်းငွေရှိနေတော့မှပဲဟွန်းအဲ့ရင်းငွေလေးဟာသူတို့ရဲ့မျောလင့်ချက်ပေါ့သူတို့ကိုစားရက်တည်ပေးမဲ့သူဆိုပြီးတော့ယုံကြည်နေတဲ့ပြည်သူတွေကမြန်မာပြည်မှာအများကြီးရှိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီရင်းငွေလေးရာလဲ အင်အားစုကြီးတစ်ခုဖြစ်သွားနိုင်တယ်။အဲဒါကြောင့်မို့လဲဝေးမကြည့်နဲ့ဗျာ NDF ပါတီဆိုလို့ရှိရင်အဲသူတို့ကပါတီရတော့ဖြတ်သိမ်းခံရတော့မှန်တော့ဗောလေနော်။ဒါဒါမဲ့အဲ NDF ပါတီကအင်အားတောင်းလာတာတတော်တောင်းလာတာဖြစ်တယ်နော်။အဲဒါကြောင်ကြောင်လောက်တာအဲ့ဆောချစ်သူနဲ့မြင်မှာဆောချစ်သူကဘယ်သူကထိန်းကြောင်းတာလဲကိုမောင်။အော်ဟုတ်တယ်လေအဲဘိုးဆော့ချစ်သူကိုသူကနေချောင်းဆောင်ဆိုတာအဲစစ်တပ်ရဲ့ စစ်တပ်လောက်ခံလေနော်စစ်တပ်လောက်ခံဖွဲ့စည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့ထိန်းချောင်းမှုဟာစစ်တပ်လို့ပြောလို့ရတာပေါ့အဘကလိုအဲ့ရင်နဲ့ဆော့ချစ်သူကိုဖမ်းပေးနိုင်လားအဲ့စကားလေးတစ်ခုကတော့တော်တော်ကြီးမှန်တဲ့စကားပေါ့နော်လုံးဝဖမ်းပေးမှာပါတေယုကလိုအပ်ပြီးဟေးဆိုလို့ရှိရင်ဖမ်းပေးလိုက်မယ်ဘာကြောင့်လဲဖမ်းပေးရခြင်းဆိုတဲ့နေရာမှာဥပဒေသွားမအောင်ဆော့ချစ်သူသားတကယ်တမ်း အမှုတွေကျူးလွန်လာတယ်ဆိုလို့ရှိရင်သူ့ကိုဖမ်းပါလိမ့်မယ်။ဒါကြောင့်သုံးတယ်ရတာဘာကြောင့်ဆိုတော့ရှေ့မှာတာရကတွေရှိခဲ့တယ်လေ။ရှမ်းမြောက်မှာအောင်ကလည်းဖမ်းမိခဲ့တယ်ဖမ်းပြီးပြီးတော့ပြန်ပို့တဲ့အတိုင်းတာရှိသလိုအခုအဲအခုကြားပြန်ကောင်းဆောင်မှာမိတယ်ဖြစ်ရတဲ့အားလုံးကိုစစ်ဆေးတယ်မိတယ်ဒီချက်လက်ထောက်ထားတွေစုံနေဆိုလို့ရှိရင်တော့ဘုံချစ်သူတဲ့ပါဝင်ပတ်သက်မှုဟာကျွန်တော်လိုမျိုးကမြေငားရန်တာထက် ပိုကျော်လွန်သောပါဝင်ပတ်သက်မှုရှိပြီဟေ့ဆိုလို့ရှိရင်တော့ဘုံချစ်သူကိုလည်း ဖမ်းဆီးပေးနိုင်တယ်။ဘုံချစ်သူအဲဒီနေ့အဖြစ် KNU ရလည်းလက်မခံနော်ကျွန်တော်တို့ဒီလက်နက်ကင်တော်လန်ကြီးရလည်းလက်မခံစစ်တပ်ကလည်းလက်မခံဆိုလို့ရှိရင်သူ့ကိုယ်သူကာကွယ်ရတော့မယ်။သူ့ကိုယ်သူကာကွယ်ဖို့ဆိုလို့ရှိရင်သူ့ BGF ဖွဲ့တွေကအသက်များစွာပေးရလိမ့်မယ်။အဲ့တော့သူ့ BGF ဖွဲ့အောင်မှသူ့ကိုမကာကွယ်ပေးဘူးဆိုလို့ရှိရင်တော့ဘုံချစ်သူကအရာရာအလုံးတတာဝန်ယူသွားရနိုင်တယ်။အဲ့တော့ အဲသူအမှုထင်ရှားလားမထင်ရှားလားဆိုတော့အချက်လက်ထောက်ထားမှမဟုတ်ဘူးဒီပြီးတော့တရုတ်ကဦးမင်းအွန်လိုင်းရဲ့ပူးပေါင်းဆောင်ရွက်မှုကိုရမှာဖြစ်တယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့ဖြစ်နိုင်ပါလေနော်အဲ့တော့ဒါတော့ရွေးကြည့်ကောင်းမှပွဲပါအဲသူကလည်းသူမိပြီဆိုလို့ရှိရင်ဆက်လက်ဖော်မှာဖြစ်တယ်နော်ဆက်လက်ဖော်သွားလို့ရှိရင်ဘယ်ထိရောက်သွားနိုင်လဲဆိုလို့ရှိရင်တိုင်းမှုတွေအဆင့်ထိရောက်လာနိုင်တယ်နော်အဲကြောင့်ဆိုတော့ကြားဖြန့်လုပ်ငန်းရတဲ့ဝင်ငွေတွေကနည်းတာမဟုတ်တာအဲ့တော့ဒီလိုမျိုးရက်တီဖို့ဆိုတာကလည်း ဟိုဘယ်လိုခေါ်မလဲဆိုတော့အာနာပိုင်ဖွဲ့စည်းရဲ့ပူးပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့လေဒီလောက်ထိအင်အားကြီးသောကြားဖြန့်ဂိုင်းတစ်ခုကိုတည်ထောင်နိုင်မှာမဟုတ်